ိုင်တွေကိုဖန်ဆုပ်လို့ရမလားတောင်တွေကိုအပိုင်းတိုင်းဖို့ဖြစ်မလားအားလုံးသိကြတဲ့အတိုင်းပဲ7ရက်7လကိုရောက်ရှိလို့လာပါပြီ7ရက်7လဆိုတာဒီတနေ့လုံးမှာမှအရန်ကိုမှ စွမ်းအားကြည့်ရနေအရန်ကိုမှဘေးရင်ရရာတွေလုံမယ်ဆိုရင်အရန်ကိုမှ အစွမ်းထက်တဲ့နေ့ เนาะပြီးတော့နောက်တစ်ခု အရန်ရေးကြည့်ရတစ်ခုပြောပြပါမယ်အဲ့ဒါဘာလဲဆိုရင်၁၇ရက်၁၇လမှာတကား6ခုပွင့်มาဖြစ်ပါတယ်အောင်မြင်မှုကလက်တကားမှာပါ she say i never wanted your time channel line နဲ့မတူဘဲနဲ့17ရက်17လမှာတကား6ခုပွင့်มาဖြစ်ပါတယ်မိမိရဲ့တကား6ခုကိုဆရာတို့17ရက်17လမှာဖွင့်ပေးမယ်ဆိုရင်17ရက်17လနေစပြီးတော့เนาะဆရာတို့တစ်နှစ်တာလုံးเนา ဘာအကျိုးကျေးဇူးတွေရမယ်ဆိုတာကိုဆရာကပြောပြပေးသွားမှာဖြစ်ပါတယ်ဆရာတို့အားလုံးပဲသိကြတဲ့အတိုင်းပဲအကုန်လုံးလည်းတင်နေရပြီ၁၇ရက်၁၇လဘာဖြစ်တယ်ညာဖြစ်တယ်ဒါပေမဲ့ဆရာတို့ကမြန်မာလူမျိုးတွေဖြစ်တယ်မြန်မာဘေးရင်ဆရာဖြစ်တဲ့အတွက်ဆရာတို့မြန်မာလူမျိုးတွေရဲ့ဒလေထုံးစံအရာပဲဆရာတို့အရန်ဆွတ်အရန်အစွမ်းထက်တဲ့ရေရာတွေနဲ့နမိတ်တွေနဲ့ကောင်းကြီးမင်္ဂလာတွေကိုဆရာတို့ရယူมาဖြစ်ပါတယ်ဆရာတို့၁၇ရက်၁၇လမှာတကား၆ခုပြွင့်มาဖြစ်ပါတယ်အဲ့ဒီတကား၆ခုဟာ ကိုယ့်ဘဝမှာအရန်အရေးကြီးတဲ့တကား6ခုဖြစ်ပါတယ်ဒီတကား6ခုကိုပွင့်ဖို့အတွက်ဘယ်လိုတွေဖွင့်ရမယ်ဘယ်လိုတွေပွင့်အောင် လုပ်ရမယ်ဆိုတာကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်เนาะဆရာတို့17ရက်17လမှာเนาะအရန်အရေးကြီးတဲ့နေလဲဖြစ်တယ်လွန်စွာမှထူးခြားတဲ့နေလဲဖြစ်တယ်17ရက်17လမှာ17မိငိမ့်မဲ့လာလဲဖြစ်တယ်ဒီလိုလာမျိုးမှာဒီလိုရတရားတွေပြုတ်လုပ်မယ်ဒီလိုနေမျိုးမှာဒီလိုအစီမံရတရားတွေပြုတ်လုပ်မယ် ဂံမီရယရိယာတွေပြုတ်လုံမယ်ကုသိုလ်ပြုယရိယာတွေပြုတ်လုံမယ်ဆိုရင်တနစ်တာလုံးကံကောင်းစီတယ်ငွေဝင်စီတယ်အတိုက်ခိုက်အနောက်ရှက်ကင်းစီတယ်စီဝါတက်စီတယ်အလုတ်ကင်နေအစဉ်ပြေစီပါတယ်ကဲဆရာတို့တဒါဘာတကား6ခုပွင့်မလဲဆိုတာကိုဆရာပြောပြပါမယ်17ရက်17လမှာမိမိရဲ့ကန်စာတာမိမိရဲ့ဘဝမှာတဒါတကား6ခုပေါ်နေပါတယ်အဲ့ဒီတကား6ခုကတော့ပထမဦးဆုံးကတော့လက်တကားဖြစ်ပါတယ်လက်တကားဖြစ်ပါတယ်เนาะ လက်တကောက်ကလက်ပွင့်လက်ရွှင်စီတဲ့တကားဖြစ်ပါတယ်ဒီလက်တကားပွင့်သွားပြီဆိုရင်မိမိဟာလက်ပွင့်လာမယ်လက်ရွှင်လာမယ်ငွေကြေးခက်ခဲပြီးလဲလာမယ်ငွေဝင်ကျန်းလာမယ်ဖြစ်ပါတယ်ဒုတိယတကားကတော့ကံတကားဖြစ်ပါတယ်ကံတကားကိုဖွင့်ပေးရမှာဖြစ်ပါတယ်ကံတကားပွင့်လာပြီဆိုရင်လူတစ်ယောက်ကကံကောင်းလာမယ်အញ្ញံအစိုးတွေပျောက်သွားမယ်ကံထူးကံကောင်းလာမယ်နော်ကံကောင်းခြင်းနဲ့မိမိထံကိုရောက်ရှိလာမယ်နော်ဘာပဲလုပ်လို့ကိုက ကံဆိုးမှုတွေ ပပျောက်ပြီးတော့မှကိုဘာပဲလှုပ်လှုပ်ကန်ကောင်းလာမှာဖြစ်ပါတယ်နောက်တစ်ခါတော့ငွေတကားဖြစ်ပါတယ်ငွေတကားဆိုတာကတော့ငွေတကားကိုမိမိကဖြန့်ရမှာဖြစ်ပါတယ်ငွေတကားပွင့်သွားပြီဆိုရင်ငွေဝင်နေနေတဲ့သူတွေအကျွေးတွေများနေတဲ့သူတွေငွေမဝင်ဖြစ်နေတဲ့သူတွေကဘာတွေဖြစ်လာမလဲဆိုတော့ငွေတွေများများဝင်လာမယ်ငွေတွေအစူးလိုက်အပြုံလိုက်ဝင်လာမယ်အကျွေးတွေကြေးလာမယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်တိုးတက်လာမယ်ငွေဝင်ကျန်းလာမယ်ခြေတွေချဲတွေပေါက်လာမယ် ကိုဘာပဲလုပ်လို့ငွေဝင်လာမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့ပြောတာတကားသုံးခုရှိသွားပါပြီနောက်တကားကတော့ရွှေတကားရွှေတကားဆိုတာကတော့မိမိထံကိုရွှေတွေငွေတွေစိန်တွေတောက်တွေယရနာတွေကားတွေအိမ်ချမ်းမြေတိုက်ကားစတာတွေဝင်စေမဲ့တကားဖြစ်ပါတယ်နောက်တစ်ခုကတော့တိုက်တကားဖြစ်ပါတယ်တိုက်တကားကတော့ဘာလဲဆိုရင်ဒီ7ရက်7လမှာမိမိကတိုက်ကလာသည်ပဲဖြစ်စေဒါမှမဟုတ်မိမိကဘယ်ဘဝလာသည်ပဲဖြစ်စေဘသူနဲ့အဆက်ဆက်ရှိသည်ပဲဖြစ်စေအဲ့လိုတကားပွင့်သွားတဲ့အတွက်ကိုယ်ကိုစောင့်ရှောက်တဲ့ နတ်ကောင်းနတ်မြတ်တွေကကိုယ့်ကိုကူညီမယ်တိုက်ကလာရဆိုရင်လည်းတိုက်ကဆောင်းလျှောက်တွေကကူညီမယ်ကိုကကုသိုလ်ကောင်းမှုတွေလုပ်တဲ့လူဆိုရင်လည်းနတ်ကောင်းနတ်မြတ်တွေကကူညီမယ်ဒါမှမဟုတ်ကိုကအရင်ဘဝဘဝနေပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တဲ့အခါကျရင်ဒီဘဝမှာဆောင်းလျှောက်တဲ့နတ်ကောင်းနတ်မြတ်တွေပုံပုံတွေကလည်းမိမိကိုဒီတိုက်တကားဖွင့်ပေးမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဘဝတကားဖြစ်ပါတယ်ဘဝတကားဆိုတာကတော့အချင်းရေးအိမ်တော်ရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးမျက်စမ်းပွင့်မျက်စမ်းပွင့်မျက်နှာပွင့်တဲ့ဒီအရာတွေအားလုံးကိုဖွင့်ပေးမဲ့ဘဝတကားဖြစ်ပါတယ်တချို့ဆိုရင် ဘဝအနေအမြင့်အတက်ကြတွေမတူကြဘူးတချို့ဆိုဘဝတွေကနေပါကြတယ်ဘဝတွေကအစစ်မပြေကြဘူးဘဝတွေကခါးသီးတယ်ဒီဘဝတကောက်ကိုကိုကိုယ်တိုင်ဖွင့်လိုက်ပြီဆိုရင်အောင်မြင်ခြင်းဘက်ကိုရောက်ရှိလာပြီဘဝတွေကတိုးတက်လာမယ်ဘဝတွေကကောင်းလာမယ်မိမိရဲ့ဘဝဟာအောင်မြင်တိုးတက်ချမ်းသာတဲ့နမိတ်တွေကိုရရှိပြီးတော့မှအောင်မြင်တိုးတက်ချမ်းသာပြီးတော့မှဘဝအကောင်းစားတစ်ခုဘဝရဲ့နော်အဆိုးဆုံးတွေပပျောက်ပြီးတော့မှဘဝအကောင်းစားတစ်ခုဘဝရဲ့အခြေအနေအားလုံးကိုပြောင်းလဲပြစ်နိုင်မယ် နော်မိမိရဲ့ကန်စာတာကောင်းမွန်တဲ့ဘဝတစ်ခုကိုရောက်ရှိသွားမယ်တကားကိုပွင့်မှာဖြစ်ပါတယ်အဲ့တော့ဒီတကား6ခုပွင့်မဲ့နေလို့ပြောလို့ရပါတယ်ဒီတကား6ခုမှာမိမိမှာရှိနေပြီဖြစ်ပါတယ်ဒီတကား6ခုပွင့်ဖို့အတွက်ပြုလုပ်ရမယ့်ရည်ရည်ရှိပါတယ်ဒီရည်ရည်ကိုပြုလုပ်ပြီးပြီဆိုတာနဲ့မိမိရဲ့တကား6ခုကပွင့်လာပြီးတော့ဆရာခုနကပြောတဲ့အရာတွေအားလုံး7ရက်7လနေစပြီးတော့အဆင်ပြေသွားပါလိမ့်မယ်เนาะဆရာတို့ ပထမအဦးဆုံးတစ်ချက်လက်တကားပွင့်ဖို့အတွက်ပေါ့နော်ဆရာတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုဆရာတို့ကတ်လူရမှာဖြစ်ပါတယ်ကတ်လူရမယ့်အချိန်ကတော့မနက်9နာရီကနေမနက်17နာရီခွဲတွင်ကတ်လို့ရပါတယ်တကယ်တမ်းပြုလုပ်ရမယ့်အချိန်ကတော့17နာရီ17မိနစ်မှာပြုလုပ်ရမှာဖြစ်ပါတယ်တကယ်လို့17နာရီ17မိနစ်မှာမလုံနိုင်တဲ့သူတွေကတော့မနက်9နာရီကနေမနက်17နာရီခွဲတွင်ကိုပြုလုပ်ရမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့နော်လက်တကားပွင့်ဖို့အတွက်ပေါ့နော်ဆရာတို့အဓိကပေါ့နော်ဘဝတကားပွင့်ဖို့အတွက် မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဘဝတကားပွင့်မှုအတွက်မိမိရဲ့ဘဝတကားပွင့်မှုအတွက်ဘဝတွေကောင်းဖို့အတွက်အကျော်၃မျိုးကတ်လို့ရမှာဖြစ်ပါတယ်။ဘာကျော်နေနေရပါလဲအကျော်၃ခုပဲဖြစ်ပါတယ်။ဆရာကတော့ဘာကတ်မလဲဆိုရင်ကြက်ဥကျော်ရဲ့ပြောင်းမှုကျော်ရဲ့ထမင်းကျော်ရဲ့၃မျိုးကတ်မှာဖြစ်ပါတယ်။မိမိကတော့မိမိကြိုက်တဲ့အကျော်ဖြစ်ပါတယ်။အရွက်ကျော်လည်းကတ်လို့ရတယ်၃မျိုးကတ်လို့ရမှာဖြစ်ပါတယ်။ဆရာတို့တိုက်တကားပေါ့နော်။မိမိရဲ့တိုက်တကားပွင့်ဖို့အတွက်ကနှင်းစီပန်း၃ပွင့်အနီရောင်ကိုမြတ်စွာဘုရားကိုကတ်လို့ရမှာဖြစ်ပါတယ်။နော်။ ပြီးတော့ဆရာတို့ပေါ့နော်ရွှေတကားပွင့်ဖို့အတွက်ကတော့မြတ်စွာဘုရားကိုရွှေထီးကတ်လူတာဒါမှမဟုတ်ရွှေရွှေဆိုင်ကတ်လူတာဒါမှမဟုတ်နော်ရွှေသင်္ကန်းကတ်လူတာဒါမှမဟုတ်ရွှေရောင်ပါတဲ့ပစ္စည်းတွေကိုကတ်လူတာမျိုးတွေကိုပြုလုပ်လို့ရပါတယ်နောက်တစ်ခုကငွေတကားပွင့်ဖို့အတွက်မြတ်စွာဘုရားကို coffee ၃ခွက်ကတ်လူရမှာဖြစ်ပါတယ်နော် ပြီးတော့ဆရာတို့ကန်တကားပွင့်ဖို့အတွက်ပေါ့နော်ကန်တကားမိမိရဲ့ကန်တကားပွင့်ဖို့အတွက်ပေါက်ပေါက်စုပ်လက်နဲ့ပေါ့နော်လက်နဲ့သုံးစုပ်စာပေါ့နော်သုံးစုပ်စာကတ်လူရမှာဖြစ်ပါတယ်ပေါက်ပေါက်စုပ် ကိုလက်နဲ့ပကံများတဲ့ဟုတ်ထည့်ပြီးတော့မြတ်စွာဘုရားကိုကတ်လူရမှာဖြစ်ပါတယ်เนาะပြီးရင်ဇာတို့ပေါ့เนาะလက်တကားပေါ့เนาะလက်တကားပွင့်ဖို့အတွက်ကြတော့ဇာတို့ဖျောင်းနိုင်၃နိုင်ကတ်လူရမှာဖြစ်ပါတယ်ဖျောင်းနိုင်၃နိုင်ကိုညာဘက်လက်လေးနဲ့ကင်မယ်တန်မုတ်တွေကလာကိုးကောက်ယူမယ်ဘယ်ဘက်လက်လေးနဲ့ပြန်ကင်မယ်24ပစ္စည်းကိုးကောက်ယူမယ်ယူပြီးဆိုတယ်မြတ်စွာဘုရားကိုကတ်လူရမှာဖြစ်ပါတယ်အဲ့တော့တကား6ခုမိမိမှာတကား6ခုရှိမယ်တကားအဲ့တော့မိမိမှာတကား6ခုရှိမယ်အဲ့ဒီတကား6ခုပွင့်ဖို့အတွက်ဆရာခုနကပြောတဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်လိုက်ပါ နော်မြတ်စွာဘုရားကိုစွန့်ကတ်တယ်ဆိုတာကုသိုလ်လည်းရစီတယ်ပြီးတော့စတစ်စတရက်လေးမှာစတမီငိမ့်စီတယ်ပြီးတော့တကားဘဝတကား6ခုကိုလည်းမိမိကဖွင့်ပြီးသားဖြစ်တယ်အဲ့တော့အဲ့အရာကြီးလုံးလိုက်ပြီဆိုရင်မိမိကစတရက်စတလာနေစပြီးတော့ဘဝတဆစ်ချိုးပြောင်းလဲသွားလိမ့်မယ်ဆိုတာကိုဆရာအာမခံပါရဲ့နော်ပြီးတော့ကိုယ့်ရဲ့အလုပ်တွေကိုလည်းတိုးချဲ့ရမယ်နော်ဟိုဝန်ထမ်းဆိုရင်လည်းကိုယ်ပိုင်စီးပွားရေးဖြစ်ဖြစ်အောင်လုပ်ရမယ်ကိုပိုင်စီးပွားရေးသမားဆိုရင်လည်းဆရာတို့လုပ်ငန်းရှင်ကြီးဖြစ်အောင်လုပ်ရမယ်ဒါတွေအားလုံးလုပ်ဖို့အတွက် နော်ဆရာတို့ကုသိုလ်ကောင်းမှုတွေလုပ်ဖို့လိုတယ်ကုသိုလ်ကောင်းမှုတွေလည်းလုပ်ရမယ်အလုပ်လည်းစူးစမ်းရမယ်ဒါမှကိုကအောင်မြင်တိုးတက်ပြီးတော့ချမ်းသာတဲ့ဘဝကိုရရှိမှာဖြစ်တယ်နော်ကိုကိုကကုသိုလ်ကောင်းမှုတွေများများလုပ်မှာပဲမိကောင်းဆွေကောင်းတွေရရှိမယ်နော်အကြံဉာဏ်သစ်တွေပေါ်ပေါက်လာမယ်ကိုရဲ့ဘဝဟာလည်းတစ်စစ်ချိုးပြောင်းလဲလာမယ်နော်အဲအကြောင်းမလို့ဟိုအဓိကပြောချင်တာကတော့နော်ဒီဘာတင်နဲ့ညာတင်နဲ့ဆိုတာတဲ့ကုသိုလ်ကောင်းမှုတွေပဲအဓိကလုပ်ကြပါဆရာစီမှာလည်းဆရာလည်းအခုကုသိုလ်ကောင်းမှုတွေပဲခုနှစ်ရသားသမီးကိုလှုပ်ခိုင်းပါတယ်အဲ့ဒါဒီဘဝမှာနေမဟုတ်ပါဘူးနောက်ဘဝအထိ ပါသွားမှာဖြစ်ပါတယ်ကိစ္စတိုင်းတွေ့ပြီးနေစလို့နာမရှိနေမယ်ရကြကြနဲ့